ဆိုင်တော့တွေ့ပြီဟုတ်လားမသိဘူးဟုတ်တယ်ပါဥပလာတာဟုတ်ဥစီမာကတော့ cheese platter အဲနောက်ပြီးတော့မှ cheese ကိုကျဲဥ cheese ငါပြော cheese အပဲ cheese ဆိုပြီးတော့လည်းအဲ့လိုမျိုးလေးလေးရတယ်နောက်ပြီးတော့ keema ကိုလည်းပဲတချို့ကျော် cheese နဲ့ကြိုက်ကြတယ်ခင်ဗျာ keema cheese လည်းဥပလာတာကြော်ပါတယ်ခင်ဗျာကျဲဥငါပြော platter အဲကျဲဥငါပြော cheese platter အဲ့လိုလေးလေးရပါတယ်ခင်ဗျာအလယ်မှာ cheese လေးစိတ်နေရတယ်မြေလေးရကြည့်လိုက်တာနဲ့ကိုချောကလက်လေးလေးနဲ့ကျုံဘေဘီလေးလည်းအကြိုက် ဥပလာတာစီမှာတဲ့ဘန်ကောက်အလွန်ပြည့်ဆိုပြီးတော့လာစားကြလည်းရှိရဆိုတော့ဒါလုံးဝဘန်ကောက်စတိုင်ဘန်ကောက်မသွားဘဲနဲ့ဒီမှာအမ်ဘန်ကောက်စတိုင်စားလို့ရရပေါ့အန်စီပိတ်ဆက်စီအလုံးဝမြင်ပါပါမိရခုဘဟန်ဥရှင်မောင်အရာနာမှာရောက်နေတာအတိအကျပြောရလို့ရှိရင်မိဒီဘက်မြလန်းဘက်ကနေဝင်ပြီးတော့ဒီဟာဆိုငမောက်လန်းပေါ့နော်အဲခုညနေတောင်းမှာထုံးစံတိုင်းတော့ဝါဒီဆွဲမယ်ပေါ့ဒါမဲ့ အဲဘိုက်ပြည့်ရဲ့ဟာလေးကိုတစ်ခုစားခြင်းတယ်ဆိုဒီနောက်မှာကလာတာဆိုင်လေးတစ်ခုရှိတယ်လို့ကြားရတယ်။ဒါတော့အဲ့ဆိုင်လေးကိုရှာနေတာပေါ့။ဒီနောက်ကမိတိတ်တော့မရောက်ဘူးတော့လမ်းတွေရောနည်းနည်းဟွာဖြစ်တယ်။ဒါပေမဲ့ညလမ်းဘက်ကဝင်လာလို့ရှိရင်အဲဒါငမောက်လမ်းမှာရောက်နေရ။ဒီမှာဆိုင်တော့တွေ့ပြီဟုတ်လားမသိဘူး။အော်ဟုတ်တယ်မှာဥပလာတာ။ကဲမှာဆိုင်ရှိရောက်ပြီ။ကလာတာဆိုင်မီနူရောအများကြီးပဲ။မီနူကြီးအများကြီးဆိုအရင်မေးကြည့်တယ်မှမီဦး။ ဥပလာတာနာမည်ကတော့ကုညိုဝင်းပါခင်ဗျာနာမည်ကကုညိုဝင်းပါဥပလာတာဆိုတာတော့ရက်ကွက်တဲ့ကလေးလေးရဥပလာတာကြီးဥပလာတာကြီးဆိုတော့အဲ့တော့ဥပလာတာဖြစ်သွားတာပါမိနူကတော့ဒါဟိုတကြပလာတာပဲပလာတာတို့ဘာလို့တော့ဒါကတော့လက်ဖက်ဆိုင်တိုင်းမှာရတဲ့ဒါဟိုရိုးရိုးပုံမှန်ပဲပေါ့နော်ဟိုဥစီမာကတော့ cheese platter အဲ့နောက်ပြီးတော့မှ cheese ကိုကျဲဟု cheese ငါပြော cheese အပဲ cheese ဆိုပြီးတော့လဲအဲ့လိုမျိုးလေးလေးရတယ်နောက်ပြီးတော့ကီးမားကိုလည်းပဲတချို့ကျော် cheese နဲ့ကြိုက်ကြတယ်ခင်ဗျာ ့ကီမာ cheese လဲဥပလတာကြော်ပါလေခင်ဗျာဟုတ်ကဲ့ဥပလတာသင်ယူထားတဲ့ပညာနဲ့နောက်ပြီးတော့ဒီ YouTube ကနေပြန်ပြီးတော့လေ့လာတဲ့ဘ ഹു တုတတွေနဲ့ပေါင်းစပ်ပြီးတော့မှတော်တော်စုံစုံလေးလုပ်ထားပါတယ်ကျဲဥငပြောပလတာအဲကျဲဥငပြော cheese ပလတာအဲ့လိုလေးတွေလည်းရပါလေခင်ဗျာဒီဟာလေးမိပုံမှန်ဒီမှာမြန်မာမြန်မာလူမျိုးတွေစားတာတော့ရိုးရိုးပုံမှန်တခြားပလာတာဘဲပလာတာစားတာပေါ့နော်ဒီမှာအဲ့လိုမျိုးအသီးလေးတွေနဲ့ topping လေးတွေနဲ့တွဲထားတာကြတော့အဲ့ဒါကြတော့ဒီဟာစတိုင်မဟုတ်ဘူးထင်တယ်နော် ဟုတ်တယ်ခင်ဗျအဲ့ဒါကတော့အများသောအားဖြင့်ဒါကအခုဟိုယူရီးယားမှာဒါအသုံးများတယ်ခင်ဗျတချို့ဆိုရင်တော့ဟိုဒီမှာဥပလာဒစီမှာဘန်ကောက်လွမ်းပြေဆိုပြီးတော့ကြဲဟိုငပြောပလာတာလာစားကြတယ်ခင်ဗျဟုတ်ကဲ့ပလာတာပညာတတ်တာကြာပါခင်ဗျဥပလာတာငငယ်လေး14 15နှစ်အဲ့ဒီအရွယ်လောက်တဲ့အချိန်ဥပလာတာဒီမုတ်ပညာလက်ဖက်ရည်ဆိုင်မုတ်ပညာတွေဟုတ်ဥပလာတာတို့အခြေခံနေစပြီးတော့သင်ခဲ့တာပေါ့နော်73 74အဲ့ဒီအရွယ်လောက်တဲ့ကစပြီးတော့သင်လာခဲ့တာဆိုတော့ အခုဥပလတ္တာအသက်40ကျော်ခဲ့ပါပြီ41ဆိုတော့25နှစ်ကျော်ခဲ့ပါပြီခင်ဗျတော်တော်စုံစုံလေးနဲ့တော်တော်ကျွမ်းကျင်လေးနဲ့သင်ခဲ့ပါတယ်ဟုတ်ဒီပလတ္တာဆိုင်လေးစပြီးတော့ဖွင့်တာတော့တော်တော်ကြာခဲ့ပါပြီဟိုလွန်ခဲ့တဲ့အနှစ်20လောက်တည်းအတိုင်းဥပလတ္တာလှဲလေးနဲ့စပြီးတော့ရောင်းတာပါပထမတော့ဒီဒီရှေ့မှာဆိုရင်ယတနာလန်းယတနာလန်းအတွင်းထဲမှာဆိုရင်ယတနာဈေးဆိုရှိပါတယ်အဲ့ဒီယတနာဈေးထဲမှာရောင်းပါတယ်အဲ့ဒီကနေပြီးတော့မှတဖြည်းဖြည်းချင်းနဲ့ဥပလတ္တာအဲဒီရက်ွက်ထဲမှာဆိုရင်လည်းပဲပလေလတ်မှာလည်းပဲဥပလတ္တာ ရောင်းပါသေးတယ်အခုဒီနေရာလေးမှာရောင်းတာတော့၃နှစ်ရှိသွားပါပြီဟုတ်ကဲ့ဒါလည်းပဲဟိုဘဘကြီးတို့ရဲ့ကျေးဇူးပါဘဘကြီးကလည်းပဲသူ့ရဲ့အိမ်ရှိမှာစပ်ပွနေအစပြေရောင်းပါဆိုတော့ဘဘကြီးကလည်းပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ မီရန်စားခြင်းတွေရဲ့တက်ုပ် cheese platter ရေးပြပြီဒါမီပုံမှန်တော့ platter ရိုးရိုးပဲစားမှုနေကြပါတော့ဒါ cheese platter ဆိုဆန်လဲဆန်တယ်ပေါ့တော်တော်ဟိုးရဲ့ဝင်ရအောင်ရေစုံကြီးလိုက်တော့မှာနော်ဗိုက်စာနေပြီတော့မကြည့်ပါအောင်တော်မီတွေ့တာနိုးစီလေးဆန်ပြီးတော့အဲ့လိုနိုးစိမ့်လေးလည်းအဲ့လိုဆန်ပြီးထားပုံမျိုးတော့အိနေရပဲပြီးတော့ cheese လေးလည်းပါတယ်ဆိုတော့လုံးဝစိတ်စိတ်နေနေတယ် ်ရှစ်ကွာဒီလိုမျိုးပလာတာထဲမှာသူကပျော်ဝင်နေတဲ့ပုံစံမျိုးကိုက်လိုက်တာနဲ့ချစ်စရဲ့စိတ်နဲ့အရသာလေးရတယ်ပြီးတော့ဒီပုံမှာဖြန်းထားရဲ့လို့စီလို့စိန်အရသာလေးရလေးရအောင်လုံးဝအီအီစိတ်စိတ်အင်းနဲ့တော့ချူချူချူရဲဆိုပေမဲ့အရင်ဟိုမျိုးအရင်ချူရဲပုံစံမျိုးမဟုတ်ဘူးစိတ်နဲ့ပဲလေးလေးသွားရဲဟွန်းဟုတ်လားအလဲမှာချစ်လေးစိတ်နေရတယ်မြင်နေရတကယ်မျိုးအရင်တိုက်သွားပြီ ဒီထဲမှာစိတ်သားနှက်ထားတာပါပါတယ်။ခန်းကျင်သီးပါမယ်၊ပူစီနံပါမယ်၊ငှက်ဒီစင်းလေးနည်းနည်းပါမယ်၊ပြီးရင်ကြက်ဥလည်းပါပါမယ်။ဒါဥလို့ဒီလိုရောသမားမှွေပြီးတော့မှဒီထဲမှာသာမဏေထည့်ပြီးတော့စိတ်သားကြီးမကျော်အောင်မယ်ခင်ဗျာ။ဒီဟာကြောင့်ကိုတခြားပလာတားလေးလိုပဲသူအချိန်စားလေးရောဒီဟာနည်းနည်းပူကြမယ်ထင်တယ်နော်အဲသူကတော့ဟိုခဏလေးနည်းနည်းလေးအသားလေးအထက်ထဲမှာဟိုခန်းကြီးလေးနည်းနည်းလေးနှက်ပါအောင်တော့ခဏလေးပါပဲစိတ်စိတ်အရန်ကြကြကြီးတော့မလိုပါဘူးဘာလို့ဆိုတော့ဥကစိတ်သားကိုတေချာစပက်ရှယ်နှက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလိုပါဘူး ီမာဒုတိယမိမျိုးကစိတ်သားကြီးမာလေးရောစိတ်သားကြီးမာလေးရှယ်ပဲဒီကခင်းညင်လေးလည်းတိုက်တယ်စိတ်သားလည်းစားရတော့ဒီထဲမှာလုံးဝပတိဟာရှယ်ပဲကြည့်အောင်လုံးဝဟွာစွေးဖူးနဲ့အောင်မတူဘွာလုံးဝစတိုင်ကလုံးဝစိုင်ပြည့်တယ်စိတ်သားကိုအရင်ဆုံးကြိုပြီးတော့နှက်ထားဆိုလုံးဝမနူးမှပဲလေမပူပါဘူးလုံးဝနူးနူးအီးအီးနေတယ်ဟွာအချင်းလေးကလည်းမိုက်တယ်နော်လုံးဝ fresh ဖြစ်မဲ့ပုံလေးရှင်လေးနဲ့တွဲစားကြည့် ပူသေးအောင်မစောက်နိုင်ဘူးကဲဒီမှာအရှင်နဲ့အင်းအရှင်နဲ့တွဲထားရင်အမိုက်တယ်ဘာလို့လဲသူ့သူ့ပုံစံအသားတွေအဲ့လိုမျိုးတက်အောင်လည်းထည့်တာဟိုဤရဲ့ပုံစံပုံစံကလေးဖြစ်တကယ်လို့ဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ကြောင့်အချင်းကလုံးဝ fresh ဖြစ်တယ်ဆိုတော့အချင်းနဲ့တွဲထားလုံးဝမိုက်လုံးဝမိုက် ကဲဒီမှာနောက်ဆုံးမိလူလေးလည်းရပြီပြီးတော့ဒီမှာကြည့်ပါအောင်သူကကြီးလိုက်တာနဲ့ကိုချောကလက်လေးလေးနဲ့ကြုံ baby လေးလည်းအကြိုက်အနှံ့လေးရတယ်တော်တော်မှုရဲ့ကွာသူကအထက်မှာငါပြောသည့်ကိုထည့်ပြီးတော့လှုပ်ပြီးတော့မှအပေါ်ကနေရောချောကလက်လေးဆန်လိုက်တာဒီမှာနိုးစီလည်းဆန်ပြီးရသေးတယ်ဘုံကသွေးနေရပဲဆက်မယ်နော်哇。Wow. မှာဟဲ့မစိုက်ပြီးတော့ဟွန်းအရမ်းမရဒီကလုံးဝဒါလေးမြန်မာ street food နဲ့အောင်မတူဘူးကွာလုံးဝသူ့မုံလန်ကနေကများအဲ food ပုံစံမျိုးနဲ့တူတယ်ပြီးတော့ဒီမှာမိခုသတိထားမိရတဲ့ခုကအဲဥပလာတာစီမှာတဲ့ဘန်ကောက်အလွန်ပြည့်ဆိုပြီးတော့လာစားကြလဲရှိရဲဆိုတော့ဒါလုံးဝဘန်ကောက်စတိုင်ဘန်ကောက်မသွားဘဲနဲ့ဒီမှာအဲဘန်ကောက်စတိုင်ကိုစားလို့ရရပေါ့ 嗯，抽一年呗。လာတာမနေ့6နိုင်ရနေပြီးတော့9နိုင်ထိဖွင့်ပါတယ်ညပိုင်းတစ်ချိန်ရတော့3နိုင်ရနေပြီးတော့ည9နိုင်ထိဖွင့်ပါတယ်ခင်ဗျာဥပလာတာရဲ့မိန်ဟောင်းမိသစ်စားသုံးသူအားလုံးကိုဥပလာတာဖိတ်ခေါ်ပါတယ်ခင်ဗျာဟိုးအဝေးမှာရောက်နေတဲ့ဥပလာတာရဲ့စားသုံးသူပြည်သက်ကြီးကိုလည်းပဲဖိတ်ခေါ်ပါတယ် အစားကောင်းလေးများစားရမယ်ဆိုရင်အချစ်ဆုံးတငယ်ချင်းတွေကိုသတိရကြတယ်ဥပလာတာအကောင်းဆုံးကြိုးစားထားပါတယ်ဗျာဒါကြောင့်မလို့ချစ်ဆုံးတငယ်ချင်းတွေကိုလက်တို့ပေးပါအောင်အဲမိကြီးနေစားခဲ့ရသုံးမျိုးအောင်စားခဲ့ရပါတော့အဲစိတ်ဓာကြီးမားရဲ့အဲတက်ဥချစ်ပလာတာရဲ့ပေါ့နော်အဲပြီးတော့နောက်ဆုံးဘနာနာနဲ့အဲချောကလက်နဲ့ဆိုအာမိသုံးမျိုးလုံးကြိုက်တယ်ဒါမဲ့ချစ်တောက်ချစ်ပလာတာတော့လုံးဝအကြိုက်ဆုံးပဲပြတ်တက်တယ်ထိုင်းကျူဖိတ်ခေါ်ရဲအဲဆိုဒီမှာအကိုအကိုဆိုင်တွေလည်းလာအပြီးဖိတ်ခေါ်ရဲဟုတ် ဟုတ်ကျေးဇူးပါအဲအဆူမီယာဒီနေ့စားလဲစားပြီးွားပြီးပိတ်သက်တွေကိုလည်းအဲမိတ်ဆက်ပေးပွားပြီးဆိုတော့ပြန်တော့မယ်နော်အဲဆိုတော့ဆုံးဖြတ်ကြည့်ရှိပြီးရဲ့ပိတ်သက်ကြီးအားလုံးကျေးဇူးတင်ပါတယ်ပိတ်သက်ကြီးအားလုံးပဲတတတာ